အလုံးမဲမင်္ဂလာပါချန်ပီယံကပတ်၃ခုပိုင်ရှင်ဟောင်းစတန်ဖက်တက်ကတော့ဂျပန်နိုင်ငံဒိုချိုမြို့မှာကျင်းပမယ်ဝမ်ချန်ပီယံရှစ်ရဲ့1 173ပွဲစဉ်မှာဂျပန်ဖိုက်တာကာနာနဲ့ကစ်ဘောက်ဆင်ပွဲထိုးတက်ရတော့မှာပါစတမ်နေနဲ့လက်ဝဲကျိုးဝိုင်းနဲ့နင်းနစ်ကျော်ကြာဝေးကွာပြီးခုမှသူ့ရဲ့ပထမအဦးဆုံးပွဲကို ပြန်လည်ထိုးတက်ရမှာပါဒီပွဲစဉ်မှာပွဲဝေးနေတဲ့စတမ်နေနဲ့သူအောင်မြင်နေတဲ့အချိန်တွေတုန်းကလိုပဲ စွမ်းဆောင်ရည်ကောင်းတွေရှိနေဦးမလားဆိုတဲ့အကဲခါကြီးရှုခွင့်ရမယ့်ပွဲပါဒီပွဲကလည်းမြန်မာပြည်သက်တွေသူစိတ်ဝင်စားကြမယ်ပွဲတစ်ပွဲလို့ထင်ပါတယ်စတမ်ဟာလည်းစူပါလက်တုတ်လိုပဲမြန်မာဖိုက်တာတယောက်ဖြစ်တဲ့ကျော်စောဝင်းတို့နဲ့အတူလေ့ကျင့်နေတဲ့ဖိုက်တာတယောက်ဖြစ်ပြီးတော့ကျော်စောဝင်းတို့နဲ့အတူတပူးတတွဲမြင်ရတော့မြန်မာပြည်သက်တွေအထူးအပေးခြင်းကိုခံရတဲ့ဖိုက်တာမှလေးပါဒီပွဲမှာစတမ်မျိုးကာနာပါဝေးအောင်ပြီး hydration test ပါဝင်ခဲ့တာကြောင့် ပွဲထုတ်ဖို့ပဲကြံတော့တာပါ stamp ကအရင်လို one championship မှာ ပြန်ပြီးတော့မင်းမူနိုင်ဖို့ပွဲတိုင်းကိုအနိုင်ထိုးတတ်နိုင်ဖို့ကြိုးစားလာဖို့ရှိနေပြီဒီပွဲပြီးရင် bronica နဲ့မွေထိုင်းစီမင်းအောက်မှာထိုးခြင်းနဲ့ဆိုပြီးစိန်ခေါ်ထားတာပါပွဲမထိုးနိုင်တဲ့ကာလမှာလွတ်ခဲ့ရတဲ့ champion ကပတ်တွေကိုပြန်လဲရယူတိမ့်ပိုက်နိုင်ဖို့ stamp ကလှုပ်ပြချင်နေတာပါ one championship ဘက်ကတော့ stamp နဲ့ bronica ပွဲကိုလာမယ့်နှစ်ဆပိုင်းလောက်မှာ ထုတ်သက်စေဖို့စီစဉ်နေတဲ့ဆိုပြီးတော့တည်င်းွယ်ထွက်ပေါ်လာပါတယ်။စတပ်နေနဲ့ဂျပန်ဖိုက်တာကာနာနဲ့ပွဲကိုရင်ကြိုဖြတ်ပြရပါမယ်။ကာနာကလည်းဂျပန်ပရိုမိုးရှင်း K1 ရဲ့ချန်ပီယံဖြစ်ခဲ့ဘူးလားမလို့ short တွက်လို့တော့မရပါဘူး။ကာနာကဒီပွဲထုတ်ဖို့အရာအလုံးပေးဆက်ထားတယ်လို့ပွဲမတိုင်ခင်ပြောထားပါတယ်။စတမ်ကလည်းဂျပန်ဖိုက်တာကာနာရဲ့အတချအနေချက်တွေကိုလေးလာပြင်ဆင်ထားပြီး ဒီပွဲမှာသူကောင်းဆုံးလုပ်ပြသွားနိုင်လိမ့်မယ်ဆိုပြီးပြောထားတာပါနှစ်နှစ်လောက်ပွဲနာထားရတဲ့ stamp နဲ့ Japan K1 Champion ဟောင်းတို့ရဲ့အပြိုင်မှုမှာဘသူကအသာစီးရသွားမလဲစောင့်ကြည့်ရအောင်အားလုံးကိုကျေးဇူးများဤတမာတယ်ဟုတ်ရှာ